်မင်္ဂလာပါရှင်မန္တလေးခေတ်သစ်ကနေနောက်ဆုံးရသတင်းများကိုတင်ဆက်ပေးပါမယ်အခုပထမဆုံးတင်ဆက်ပေးမယ့်သတင်းကတော့ဒီဇင်ဘာ10ရက်အတန်တိတ်တပိတ်တွင် ပြည်သူများပါဝင်ရန်နှိုးဆော်နေတယ်လို့လူစီကားအောင်ပြုလုပ်သူများလည်းရှိနိုင်တဲ့ဆွေသတင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်အပီပီဆိုင်ရာလူအခွင့်အရေးနေ့ဖြစ်သည့်ဒီဇင်ဘာ10ရက်နေ့တွင်အတန်တိတ်တပိတ် Silent Strike ပြုလုပ်မည်ဖြစ်ပြီးယင်းနေ့တွင်စီကားရဲ့အတွက်စီကော်မရှင်ဘက်ကပြင်ဆင်နေမှုများရှိကြောင်းသတင်းရရှိပါတယ် ရင်းနှီးတွင်လူစီကားရနေရာများတွင် နေစာများဖြင့်လူသွားလူလာများပြစေရေးစီယုံလှုံ့ဆော်မှုများရှိပြီးပါတီစီယုံရေးဆင်းသူများလည်းဆက်ရှိနေနိုင်ကြောင်းတက်ကြွလှုံ့ရှားသူတို့ကပြောကြားပါသည်အေယဝရီတိုင်းဟင်းသရာမြို့နယ်တွင်ဥက္ကုကိုကြီးဦးဆောင်သည့်ပြည်သူပါတီမှလူထုတွေ့ဆုံခွဲကျင်းပရန်ပြင်ဆင်ထားကြောင်းသိရပါသည်။အမျိုးသားညီညွတ်ရေးအစိုးရအာကောင်းရနေမြများနှင့်ရန်ကုန်မြို့တွင် Silent Strike အတွက်ပြည်သူများပါဝင်နိုင်ရေးတော်လှန်ရေးအနုပညာရှင်များအပါအဝင်တက်ကြွလှုပ်ရှားသူများကအသိပညာပေးလှုပ်ရှားမှုများရှိကြောင်းသိရပါသည်။ ဒီဆယ်ရက်နှစ်မှာလျက်စစ်ပစ္စည်းအယောင်ဆိုင်အသစ်တစ်ခုဖွင့်ဖို့ပြင်ထားတာရှိတယ်။ဆိုင်အပြင်အစင်အလုံးပြီးသွားပြီ။ဒါပေမဲ့အတန်တိတ်တပိတ်ကျင်ညာလိုက်တော့ဆိုင်ဖွင့်ဖို့နောက်ဆုတ်လိုက်တယ်ဟုရန်ကုန်မြို့ခံဆိုင်ပိုင်ရှင်အမျိုးသားတအုပ်ကပြောကြားပါရယ်။လက်ရှိတွင်အတန်တိတ်တပိတ်နှင့်ပတ်သက်ပြီးပြည်သူများနုံနုံကြကြရှိနေကအပြစ်မထွက်ဘဲဆန္ဒပြရန်ပြင်ဆင်မှုများရှိနေကြောင်းရန်ကုန်မြို့ခံအမျိုးသမီးတအုပ်ကဆိုပါရယ်။ ထို့ပြင်အတန်တိတ်တပိတ်နေအတွက်ကုမ္ပဏီများပိတ်ဈေးများပိတ်ရန်မလိုအပ်ပေအများပြည်သူများလမ်းပေါ်မရှိရန်သာလိုအပ်ကြောင်းထွက်လည်ရေးတွင်ပါဝင်သူများကပြောကြားထားပါသည်မန္တလေးမြို့ရှိကြောင်မြတ်ရတနာဆိုင်တဆိုင်သည် Silent Strike နေ့တွင်ဆိုင်ပိတ်မိဟုကြေညာပြီးနောက်စစ်ကော်မရှင်ကပိတ်သိမ်းလိုက်ပြီးအဆိုပါနေ့တွင်ကုမ္ပဏီပိတ်ဈေးဆိုင်ပိတ်မိသူများကိုစစ်ကော်မရှင်ကအရေးယူရန်ပြောကြားထားကြောင်းသိရပါသည်အပီပီဆိုင်ရာလူအခွင့်အရေးနေ့ဒီဇင်ဘာ10ရက်နေ့တွင်အတန်တိတ်တပိတ် Silent Strike ကိုနနက်စင်တိုင်းမှညနေ3နာရီထိဆန္ဒထုတ်ဖော်ကြမည်ဖြစ်ပါသည် 1992ခုဒီဇင်ဘာ10ရက်နေ့အပြည်ပြည်ဆိုင်ရာလူ့အခွင့်အရေးနေ့တွင်ရန်ကုန်တက္ကသိုလ်ကျောင်းဝင်းမှချီတက်ဆန္ဒပြပွဲပြုလုပ်ပြီးငြိမ်းချမ်းရေးနိုဘယ်ဆုရသူဒေါက်အောင်ဆန်းစုကြည်နှင့်ဖန်စီထားရသည့်ကျောင်းသားများလွတ်မြောက်ရေးအာဏာရှင်အစိုးရနှုတ်ထွက်ရေးနှင့်ဒီမိုကရေစီရရှိရေးအတွက်တောင်းဆိုခဲ့ကြသည့်တန်းတီလှုပ်ရှားမှုနေ့တစ်ခုဖြစ်ကြောင်းသိရပါသည်။ဆက်လက်ပြီး NUG အစိုးရကိုပုံမိုကြည့်လက်ပြီးအရေးပေါ်လုပ်ငန်းစဉ်များအားလျင်မြန်မှန်ကန်စွာတုံ့ပြန်နိုင်အောင်ပြောင်းလဲဖွဲ့စည်းခဲ့ဟုဆိုတဲ့ဆွေသတင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။ အမျိုးသားညီညွတ်ရေးအစိုးရကိုပုံမှုချစ်လက်ပြီးအရေးပေါ်လုပ်ငန်းစဉ်များအားလျင်မြန်မှန်ကန်စွာတုံ့ပြန်နိုင်ရေးအတွက်ပြုပြင်ပြောင်းလဲဖွဲ့စည်းခဲ့ကြောင်းပြည်ထောင်စုဝန်ကြီးချုပ်မန်ဝင်းခိုင်တန်ကပြောကြားပါရယ်အမျိုးသားညီညွတ်ရေးအစိုးရပြုပြင်ပြောင်းလဲရေးနဲ့ပတ်သက်ပြီးပြည်သူ့ထံအတိပေးတင်ပြသောပြည်ထောင်စုဝန်ကြီးချုပ်ဤယနေ့ဒီဇင်ဘာ9ရက်မိန်ကွန်းတွင်အထက်ပါအတိုင်းပြောကြားခဲ့သလိုလက်တွေ့ကျသည့်မူဝါဒလမ်းစဉ်များတိစောက်နိုင်ရရှိရကြောင်းနှင့်တာဝန်ယူမှုတာဝန်ခံမှုကောင်းကောင်းနှင့်စီမံခန့်ခွဲနိုင်မည်ချစ်လက်ထီရောက်သည့်အစိုးရတရက်ဖြစ်ပြီး ပြည်သူတို့ဤယုံကြည်မျှော်လင့်ချက်ကိုအကောင်းဆုံးဖြည့်ဆည်းနိုင်သည့်ဒေါ်လန်ရေးအစိုးရတရက်ဖြစ်အောင်ကြိုးစားသွားမည်ဖြစ်ကြောင်းလည်းဆိုပါတယ်။ပုံမိုထီရောက်တဲ့အစိုးရဖြစ်စေဖို့ပုံမိုအောင်ကောင်းတဲ့စုဖွဲ့မှုမျိုးဟာမဖြစ်မနေလိုအပ်တယ်ဆိုတာကိုလည်းကောင်းစွာသဘောပေါက်တဲ့အတွက်တိုင်းရင်းသားဒေါ်လန်ရေးအင်အားစုတွေကျေပြန့်စွာပါဝင်နိုင်ဖို့အတွက်ကြိုးစားခဲ့ကြပါတယ်။ဒါပေမဲ့လည်းတိုင်းဒေသလက်နက်ကိုင်အင်အားစုကြီးတွေဟာအမျိုးသားညီညွတ်ရေးအစိုးရမှပူးပေါင်းပါဝင်ပြီးတော်လှန်ရေးရှေ့ခရီးကိုအတူတကွဆက်ဖို့ရန်အတွက်တမိုင်းကြောင်းနောက်ခံအကြောင်းတရားများနဲ့ အကန့်အသတ်များရှိနေကြပုံပေါ်ပါတယ်။ဒါကြောင့်ဒီပြုပြင်ပြောင်းလဲရေးလုပ်ငန်းစဉ်ရဲ့ပထမအဆင့်မှာတော့အစိုးရအတွင်ပြုပြင်ပြောင်းလဲရေးကိုသာဥစွာဆောင်ရွက်ခဲ့ကြတာဖြစ်ပါတယ်ဟုမန်ဝင်းခိုင်တန်းကပြောပါတယ်။တို့တက်ပြောင်းလဲလာတဲ့တော်လန်ရေးအခြေအနေများအရစုံမထိန်ချုပ်နေမည်များတွင်လက်တွေကြကြစီမံအုပ်ချုပ်ရေးလုံဆောင်နိုင်ရနှင့်အကန့်အသတ်ရှိနေသည့်လူဆွမ်းအားနှင့်ဗန်နာငွေအရင်းမြစ်များကိုထိရောက်ကျလစ်စွာအသုံးပြုနိုင်ရန်အတွက်ဝင်ကြီးဌာန၁၈ခုမှ၁၂ခုသို့လျှော့ချဖွဲ့စည်းလိုက်ကြောင်းဆိုပါသည် ပြင်ဆင်ဖွဲ့စည်းလိုက်တဲ့အမျိုးသားညီညွတ်ရေးအစိုးရအဖွဲ့မှာတာဝန်ထမ်းဆောင်ကြမယ်ပုံကူများအနေနဲ့သစ္စာပြုခဲ့ကြတဲ့အတိုင်းပြည်ထောင်စုသားအားလုံးအပေါ်သစ္စာစောင့်သိရှိုးသိပြီးတာဝန်ဝတ္တရားတွေကိုကိုယ်စွမ်းညံ့စွမ်းရှိသည်၍ရောက်မှတ်မှန်ကန်စွာထမ်းဆောင်သွားကြမယ်လို့အပြည့်အဝယုံကြည်ပါတယ်ဟုပြည်ထောင်စုဝန်ကြီးချုပ်ကပြောပါတယ်။ ဒုတိယအဆင့်ဖြုတ်ပြင်ပြောင်းလဲရေးလုပ်ငန်းစဉ်တွင်အမျိုးသားညီညွတ်ရေးအစိုးရအတွင်တိုင်းတာလနဲ့ကိုင်းအင်အားစုများ၏ကိုစားပြုမှုများပါဝင်နိုင်အောင်ရည်ရွယ်ပြီးတတိယအဆင့်တွင်စေအုပ်စုကိုအပီးတိုင်ဖြုတ်ချပြီးနောက်အသွင်ကူးပြောင်းရေးအစိုးရတရက်ဖွဲ့စည်းနိုင်ရေးဖြစ်ကြောင်း၎င်းကပြောပါရယ်ဆက်လက်ပြီးတနင်္သာရီတိုင်းမှရွေးကောက်ပွဲမကျင်းပနိုင်တဲ့ဒေသတွေထပ်တိုးလာနိုင်တဲ့ဆွေးနွေးတင်ကိုတင်ဆက်ပေးသွားမှာဖြစ်ပါရယ်အခုနှစ်ကုန်ပိုင်းနဲ့လာမယ့်နှစ်အစောပိုင်းမှာကျင်းပသွားမယ့်ရွေးကောက်ပွဲအပိုင်းတင်တဲ့နှစ်မှာတနင်္သာရီတိုင်းရှိမြို့နယ်ခွနဲ့မြို့နယ်စလုံးမှာ အလုံးစုံမကျင်းပနိုင်ဘူးလို့စစ်ကော်မရှင်ခန့်ဖြစ်တော်စုရွေးကောက်ပွဲကော်မရှင်ရဲ့ထုတ်ပြန်ချက်အရသိရပါတယ်။စစ်ကော်မရှင်ဟာလာမယ့်ဒီဇင်ဘာ28ရက်နေ့မှာတနင်္သာရီတိုင်းအတွင်းရှိမြိတ်တဝဲကော့တောင်နှင့်ပုံပြင်းမြို့နယ်တို့မှာရွေးကောက်ပွဲအပိုင်တည်အဖြစ်ကျင်းပသွားဖို့စီစဉ်ထားပြီး2026ခုနှစ်ဇန်နဝါရီ17ရက်နေ့မှာတော့ရှေးပြူကျွန်းစုနဲ့တနင်္သာရီမြို့နယ်တို့မှာအပိုင်နှစ်အဖြစ်ကျင်းပသွားဖို့စီစဉ်ထားတာပါ။ ရွေးကောက်ပွဲအပိုင်းတင်းတဲ့နှစ်မှာကျင်းပသွားဖို့အစီအစဉ်ထားတဲ့မြို့နယ်ခွမ်းနာကူမှာရက်ွက်ကျေးရွာအုပ်စုပေါင်း230ဝန်းကျင်ရှိပြီးအပိုင်းတင်းမှာကျေးရွာအုပ်စု38အုပ်စုနဲ့အပိုင်းနှစ်မှာကျေးရွာအုပ်စု46အုပ်စုမှာရွေးကောက်ပွဲမကျင်းပနိုင်ဘူးလို့စစ်ကော်မရှင်ဘက်ကထုတ်ပြန်ထားပါတယ်။တဝက်ခရိုင်တပိတ်ကော်မတီပြန်ကြားရေးတာဝန်ခံကဒီကျေးရွာအုပ်စုတွေဟာစစ်ကော်မရှင်ဘက်ကလုံးဝမထိန်ထုတ်နိုင်တာကြောင့်ရွေးကောက်ပွဲမကျင်းပနိုင်တာဖြစ်တယ်လို့သတင်းဌာနကပြောပါတယ်။တနင်္သာရီတိုင်းမှာမြို့နယ်10မြို့နယ်ရှိပြီးအဲ့ဒီထဲမှာတော်လန်ရေးတပ်ဖွဲ့တွေနဲ့ နှစ်ဖက်တိုက်ပွဲတွေပြင်းထန်နေတဲ့ပူလောတရက်ချောင်းနဲ့လောင်လုံးမြို့နယ်တို့မှာရွေးကောက်ပွဲကျင်းပမယ့်နေ့ကိုစီကော်မရှင်ဘက်ကမကျင်ညာနိုင်သေးပါဘူး။တော်လိုင်းရဲတပ်ဖွဲ့တာဝန်ရှိသူတွေရဲ့ပြောပြချက်အရပူလောတရက်ချောင်းနဲ့လောင်လုံးမြို့နယ်တို့မှာစစ်ကော်မရှင်ဘက်ကမျိုးပေါ်လောက်တာကွက်ပြီးရွေးကောက်ပွဲကျင်းပနိုင်ပြီးခြေရွာအုပ်စုအများစုမှာရွေးကောက်ပွဲကျင်းပနိုင်ဖို့မဖြစ်နိုင်ဘူးလို့သိရပါဗျ။ တနင်္သာရီတိုင်းရှိတော်လှန်ရေးအင်အားစုတွေကတော့အာဏာသိမ်းစစ်ကော်မရှင်ကျင်းပမဲ့ရွေးကောက်ပွဲကိုမျိုးစုံနဲ့စန့်ကျင်သွားမယ်လို့သဘောထားကြေညာချက်တွေထုတ်ပြန်ထားပြီးစစ်ကော်မရှင်ကလည်းရွေးကောက်ပွဲကျင်းပနိုင်ဖို့အင်အားအလုံးရင်းနဲ့စစ်ကြောင်းထိုးနေတာကြောင့်တိုက်ပွဲတွေဆက်လက်ဖြစ်ပွားနေပါတယ်။ဆက်လက်ပြီးဝန်ထမ်းများကိုအသက်အန္တရာယ်ချိန်ကျောက်ခံရမှုများရှိနေတဲ့ဖြင့် NUG အစိုးရ၏တစ်တော်ပတ်ဝန်းကျင်ကန္နာ၏တယံဇာတစီမံခန့်ခွဲမှုကိုယာယီရဆိုင်ကြောင်းကြေညာတဲ့စွဲသတင်းကိုတင်ဆက်ပေးတော့မှာဖြစ်ပါတယ်။ အမျိုးသားညီညွတ်ရေးအစိုးရတယံစာတာနှင့်တဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနလက်အောက်ရှိတည်တော်ပတ်ဝန်းကျင်ကဏ္ဍဤတယံစာတာစီမံခန့်ခွဲမှုကဏ္ဍမှဝန်ထမ်းများကိုအသက်အန္တရာယ်ချိန်ချောက်ခံရမှုရှိနေသဖြင့်ဒီဇင်ဘာလ၁ရက်နေ့မှစ၍လုပ်ငန်းတာဝန်များယာယီရဆိုင်ကြောင်းညင်ညာလိုက်ပါတယ်အမျိုးသားညီညွတ်ရေးအစိုးရစုမိုးနယ်မြေအတွင်းတဘာဝတယံစာတာများရေရှည်တည်တံ့စေရေးဒေတာရင်းလူမှုစီးပွားအခြေခံလိုအပ်ချက်အတွင်းတဘာဝတယံစာတာမှအထောက်အပံ့ဖြစ်စေရေး အခွန်ဝင်ငွေများရရှိရေးတို့ကိုဗတ်စုံတောင်းစုံမှထည့်သွင်းစဉ်းစားလျက်တယံစာတစီမံအုပ်ချုပ်မှုဆိုင်ရာကြားကာလအရေးပေါ်လှုပ်ထုံလုပ်နည်းများတစ်တော်ပဝင်းကျင်ကဏ္ဍနှင့်တထုကြောင့်မြက်ကဏ္ဍအားအစိုးရအဖွဲ့၏လမ်းညွှန်မှုအောက်တွင်ရေးဆွဲကျင့်သုံးလျက်ရှိပြီးတယံစာတစီမံခန့်ခွဲမှုများအရေးယူထိန်းသိမ်းမှုများစောင့်ရွက်နိုင်သည့်အထူးဝင်ကြီးဌာနစတင်ဖွဲ့စည်းသည့်ကာလမှစတင်၍စွမ်းဆောင်ရည်မြင့်တင်မှုအစဉ်အဆက်ကိုတည်ဆောက်လာခဲ့ကြောင်း NUG အစိုးရကပြောဆိုထားပါသည်။ကြာကာလအရေးပေါ်လှုပ်ထုံလုပ်နည်းများနှင့်အညီ တနစ်တစ်တော်ထွက်ဖြစ်စည်းများစီမံခန့်ခွဲရာတွင်တရားမဝင်တင်တစ်တော်ထွက်ဖြစ်စည်းများထုတ်လုပ်တည်ဆောက်မှုကိုစီစစ်အရေးယူခြင်း၊တန်ကြေးကောက်ခံခြင်း၊ဒေတာရီအသုံးပြုမှုအတွက်အခွန်တန်ကြေးဖြင့်တည်ဆောက်ခွင့်ပြုခြင်း၊လုပ်ငန်းများမှတော်လှန်ရေးကာလအခြေအနေအရရနှင့်လျော်ညီသည့်ဌာနဖွဲ့စည်းပုံ၊ဝန်ထမ်းအင်အားစုဖွဲ့မှုဆက်ဆက်ဌာနအဖွဲ့စည်းများနှင့်ပေါင်းဆက်ဆောင်ရွက်သည့်နည်းလမ်းများကိုအသုံးပြု၍2022ခုနှစ်မှ2025ခုနှစ်ဇူလိုင်လအထိတော်လှန်ရေးအစိုးရအတွက်ဗန္ဒာရန်ပုံငွေကျပ်28ဘီလီယံကျော်ရှာဖွေပေးနိုင်ခဲ့ကြောင်း အသိပေးထားပါတယ်။ဝင်ကြီးဌာနလုပ်ငန်းများစနစ်တကျလေပတ်နိုင်ရေးအတွက်အင်အား80ရာခိုင်နှုန်းခန့်မှာအကြမ်းမဖက်အာဏာဖီဆန်မှုတွင်ပါဝင်လျက်ရှိကြသောဝင်ကြီးဌာနအသီးသီးမှဝန်ထမ်းများ၏စေတနာဝန်ထမ်းတာဝန်ထမ်းဆောင်မှုဖြင့်ဆောင်ရွက်လျက်ရှိသည်ဟုဆိုပါတယ်။အစိုးရ၏မူဝါဒကြားကာလလှုပ်ထုံးလုံနီညွန်ကြားချက်များနှင့်အညီဝန်ထမ်းများကလုပ်ငန်းများအကောင့်ထဲပေါ်ဆောင်ရွက်ရာတွင်စီမံခန့်ခွဲခွင့်မှုပေါင်းကိုချော်လွန်ဆော့ဖက်မှုများအတားအဆီးနှင့်ဖိအားပေးမှုများပြိပခါများနှုတ်အားဖြင့်တော်လကောင်းလက်နက်အားကိုဖြင့်တော်လကောင်း အနေရဖြူချင်းချောက်မှုများအကြံဖက်လုတ်ကြံတက်ဖြတ်မှုများပေါ်ပေါက်လာခဲ့ကြောင်းသိရပါတယ်။ထို့သောပေါ်ပေါက်လာသည့်အတွက်ဖြစ်စဉ်အလိုက်ထိုက်တင်သောဖြေရှင်းမှုရရှိရန်ဝင်ကြီးဌာန၏တာဝန်ရှိသူများကအစိုးရအဖွဲ့တွင်အစဉ်စဉ်စ조사ညှိနှိုင်းဖြေရှင်းရန်လှုံ့ဆော်ခဲ့တော်လဲထိုတက်မှုမရရှိပဲဝင်ကြီးဌာနဝန်ထမ်းများနှင့်တစ်နှစ်တစ်တော်အတွက်ပြည်စီစီမံအုပ်ချုပ်မှုလုပ်ငန်းများတွင်ပူးပေါင်းဆောင်ရွက်လျက်ရှိသည့်အုပ်ချုပ်ရေးနှင့်လုံခြုံရေးဝန်ထမ်းများအတွက်ပါစီမံခန့်ခွဲမှုအခက်အခဲများနှင့်အနေရမကင်းသည့်အခြေအနေများကိုဆက်လက်ကြုံတွေ့ကြရသည်ဟုဆိုပါသည် ထို့ဖြစ်ပါ၍ဝင်ကြီးဌာန၏တည်တော်ပတ်ဝန်းကျင်ကဏ္ဍအနေဖြင့်တင်းနှင့်တည်တော်ထွက်ပစ္စည်းများတရားမဝင်ထုတ်လုပ်သေးဆောင်မှုကိုတားမြစ်အရေးယူခြင်းနှင့်အခွန်တန်ကြီးကောက်ခံခြင်းအပါအဝင်စီမံခန့်ခွဲမှုကိစ္စအရရအောင်2025ခုနှစ်ဒီဇင်ဘာလတရနေ့မှစ၍ပါဝင်ဆောင်ရွက်ခြင်းမပြုတော့ဘဲယာယီရက်ဆိုင်လိုက်ကြောင်းကြေညာထားပါသည်အစိုးရဖွဲ့နှင့်ပြည်သူ့အုပ်ချုပ်ရေးတွင် တည်တယံဇာတဆိုင်ရာနှိပညာပိုင်းလိုအပ်ချက်ရှိပါကအကြံဉာဏ်ပေးအထောက်အကူပြုခြင်းနဲ့သဘာဝပတ်ဝန်းကျင်ဆိုင်ရာအသိပညာပေးခြင်းလုပ်ငန်းများကိုသာဆက်လက်ဆောင်ရွက်သွားရန်2025ခုနှစ်နိုဝင်ဘာလ29ရက်နေ့၌ကျင်းပပြုလုပ်သည့်တည်တော်နှင့်ပတ်ဝန်းကျင်ရေးရကဏ္ဍစီမံခန့်ခွဲမှုကော်မတီ22မြင်ဆောင်2025အစည်းအဝေး၌ဆုံးဖြတ်အတည်ပြုခဲ့ကြောင်းသိရပါသည်။ ဝင်ကြီးဌာန၏တည်တော်ပဝင်းကျင်ကဏ္ဍမှာတင်းနှစ်တည်တော်ထွက်ဖြစ်စီများစီမံခန့်ခွဲမှုကိုရပ်ဆိုင်ခြင်းသည်ဝန်ထမ်းများ၏စိတ်ပိုင်းရုပ်ပိုင်းဆိုင်ရာလုံခြုံရေးကိုရှေ့ရှု၍တယံစာဓာတ်စီမံအုပ်ချုပ်မှုပြိပခါများရှင်းချရေးကိုသာဥတည်ခြင်းဖြစ်သည်ဟုဆိုပါသည်တည်တော်ပဝင်းကျင်ကဏ္ဍဝန်ထမ်းများအလုံးသည်အမျိုးသားညီညွတ်ရေးအစိုးရအပါအဝင် အများပြည်သူတရက်လုံးနှင့်အတူတော်လန်ရေးရည်တည်ချက်နှင့်ယုံကြည်မှုများကိုဆက်လက်ကင်ဆွဲ၍စေအာနာရှင်အမြင့်ပြတ်သည့်အထိတော်လန်ရေးတွင်မမိတ်မတုံပါဝင်လျက်ရှိကြောင်းတရံစာတာနှင့်တဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနကထုတ်ပြန်ထားပါသည်